ဓာတ်ပုံဝါနာရှင်များအားလုံးမင်္ဂလာပါဆရာဒီနေ့ဆွေးနွေးမဲ့ဗီဒီယိုလေးကတော့ကင်မရာစက်တင်မင်ယူထဲမှာအဖြစ်များတဲ့အဲရာ9မျိုးအကြောင်းကိုဆရာဆွေးနွေးมาဖြစ်ပါတယ်ဟုတ်ပါတယ်ကင်မရာစက်တင်မင်ယူတွေကိုအသုံးပြုတာများရင်ကလိတာများရင်အဲ့ဒီစက်တင်မင်ယူတွေကမူလပကတိအတိုင်းမဟုတ်ဘဲနဲ့အဲရာဖြစ်တဲ့ပြဿနာမျိုးရင်ဆိုင်ရပါလိမ့်မယ်အဲ့လိုအဲရာဖြစ်သွားပြီဆိုရင်တော့ကိုအသုံးပြုနေကြစက်တင်မင်ယူတွေက ဆက်လက်အသုံးပြုလို့မရတော့ဘဲလုံးဝဓာတ်ပုံရိုက်လို့မရတဲ့အဆင့်တိဖြစ်တတ်ပါတယ်။အဲ့လိုပြဿနာမျိုးတွေကြုံလာပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာဒီနေ့ဗီဒီယိုလေးကနေပြီးတော့ဆရာဖြေချပေးမှာဖြစ်ပါတယ်။ဆရာကိုအများဆုံးမေးလေမေးတာရှိတဲ့မေးခွန်းတွေပါ။ဆရာကကျွန်တော်တို့ multiple exposure တို့ HDR တို့ ਨੇ အများရန်ရိုက်နေကြပါတဲ့။ဒါပေမဲ့ဒီနေ့ကျမှ multiple exposure တို့ HDR တို့ ਨੇ ရိုက်မယ်ဆိုတဲ့အခါမှာ highlight မဝင်တော့ဘဲ လုံးဝ၈စက်တိုးလို့မရတော့ပါဘူးတဲ့အဲ့တော့ multiple exposure HDR တို့ ਨੇ လုံးဝဓာတ်ပုံရိုက်လို့မရတော့ပါဘူးတဲ့အဲ့ဒါဘယ်လိုဖြေရှင်းရပါမလဲတဲ့အဲ့လိုမေးတဲ့မိကွန်းတွေဆရာတွေမှာမကြာခဏကြုံရတတ်ပါတယ်အဲ့လိုအဖြစ်များတဲ့ setting menu error တွေကဒီတစ်မျိုးတည်းမဟုတ်ပါဘူးဖြစ်လိဖြစ်တာရှိတဲ့ setting menu error စုစုပေါင်း9မျိုးရှိပါတယ်အဲ့လိုဖြစ်လိဖြစ်တာရှိတဲ့ setting menu တွေကတော့ number 1 multiple exposure နံပါတ်2 HDR နံပါတ်3 ဘူးတိုင်ပါနံပါတ်၄ interval တိုက်ပါနံပါတ်၅ timeless movie နံပါတ်၆ digital zoom နံပါတ်၇ creative filter အဲ့ဒီခုနှမျိုးကတော့များသောအားဖြင့် setting menu တွေမှာ error ဖြစ်လေဖြစ်တာရှိပါတယ်ဗီဒီယိုရိုက်တဲ့ setting မှာတော့ digital zoom တို့ creative filter တို့အဲ့ဒါတွေကတော့အဖြစ်များတဲ့ error တွေဖြစ်တယ်ဟုတ်ပြီအဲ့ဒီ error တွေကဘယ်လိုဆိုင်းပြတယ်လဲဆိုရင် ကိုရိုက်တော့မယ်ဆိုရင်အဲ့ဒီ menu တွေက highlight မဝင်တော့ပဲလုံးဝရှစ်ဆက်ပြီးတော့ဝင်လို့မရတော့တဲ့ပြဿနာတွေရှိပါတယ်အဲ့ဒါဆိုရင် camera menu တွေကိုဝင်လိုက်ပါ menu တွေမှာ all clear setting ဆိုတာကိုရှာလိုက်ပါ all clear setting ဆိုတာကိုတွေ့ရင်ဆက်ပြီးတော့ okay လိုက်ပါ reset ချလိုက်ပါအဲ့လို reset ချလိုက်ပြီးဆိုရင်တော့ setting menu တွေကမူလအတိုင်းပဲ highlight တွေပြန်ဝင်သွားတာတွေ့ရပါလိမ့်မယ် အဲ့လို highlight ဝင်သွားပြီဆိုရင်တော့ကိုရိုက်နေကြစက်တင်မီနူးတွေကိုဆက်လက်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြီကင်မရာတစ်လုံးနဲ့တစ်လုံးတော့မတူညီကြပါဘူး။ Canon ကတော့ all clear camera setting ဆိုတဲ့တင်ကိတနဲ့လာတယ်။ Nikon တို့ Sony တို့မှာတော့ reset setting ဆိုတာထဲမှာ ဝင်ပြီးတော့ reset ချရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကို့မှာအဲ့လိုပြဿနာလေးကြုံလာခဲ့ရင်ဒီနည်းလေးနဲ့ဖြေရှင်းလိုက်ပါအမြန်ဆုံးနဲ့အလွယ်ဆုံး ဖြစ်ရှင်းမိသားဖြစ်ပါလိမ့်မယ်။ကဲဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကဓာတ်ပုံဝါဏရှင်တွေအတွက်အကျိုးတစုံတရာရရှိလိုက်မယ်လို့ယူဆပါရယ်။အားလုံးကျမ်းမှချမ်းသာကြပါစေ။ဓာတ်ပုံဝါဏရှင်များခင်ဗျာဓာတ်ပုံပညာကိုစနစ်တကျလေ့လာတတ်မြောက်လို့ရတဲ့ဆိုရင်တော့ဆရာတို့ရဲ့ excellent အမှုပညာသင်တန်းကျောင်းကိုလူကိုယ်တိုင်လာရောက်သင်ကြားလို့ရပါတယ်။တကယ်လို့လူကိုယ်တိုင်လာရောက်သင်ကြားဖို့အတွက်အခြေအနေမပေးဘူးဆိုရင် ကိုဆန္ဒရှိတဲ့အချိန်ကိုအားတဲ့အချိန်နေရမရွေးအချိန်မရွေးတင်ကြားနိုင်တဲ့အစီအစဉ်လဲဆရာတို့စီစဉ်ထားပါလေအဲ့ဒါကတော့ excellent photography lesson ဆိုတဲ့ Facebook group မှာ member ချင်း9000တွင်းပြီးတော့ member ဝင်ထားကြပါအဲ့လို member ဝင်ထားခြင်းအားဖြင့်နံပါတ်1တိလို့တမျှမေးခွန်းနေဘူးတနင်္ဂနွေနေ့တိုင်းဆရာက Zoom meeting နဲ့စိတ်ရှည်လက်ရှည်ဖြည့်ကြားပေးဦးမှာဖြစ်တယ် နံပါတ်1ဗီဒီယို lesson ပေါင်း60ကျော်ဘူးအခြေခံကနေစပြီးတော့စနစ်တကျအစီအစဉ်လိုက်စီစဉ်ထားတဲ့ lesson တွေကို ရာသပံလေ့လာသင်ကြားခွင့်ရရှိမှာဖြစ်တယ်။နောက်ထပ်အသက်ထွက်ရှိလာမဲ့ lesson တွေကိုလည်းဆက်ခါဆက်ခါလေ့လာသင်ကြားခွင့်ရရှိဦးမှာဖြစ်တယ်။ Zoom meeting မှာဆရာနဲ့တကွ member အားလုံးနဲ့တွေ့ဆုံပြီးတော့ member အချင်းချင်းရင်းနှီးချက်ခင်ခွင့်လည်း ရရှိအောင်မှာဖြစ်တယ်။ဒါကြောင့်မင်ပါကြီး9000တွင်ထားရုံနဲ့အမတန်အကျိုးထူးတဲ့အစီအစဉ်ကိုဂရုမင်ပါဝင်ကြပါလို့ဆရာအနေနဲ့အကြံပြုတိုက်တွန်းအပ်ပါတယ်။အားလုံးကျမ်းမှချမ်းသာကြပါစေ။